Facebook ရဲ့ update မှာအများကြီးပါလာပြီเนาะပို့တင်တဲ့ခါကြလို့ရှိရင်ကျွန်တော်မတိသေးတဲ့အချက်လေးတွေကိုမတိသေးတဲ့သူများအတွက်ကျွန်တော်အားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှဝေပါမယ်ပထမဆုံးနေဖြင့်ကျွန်တော်တို့ကပို့တင်တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ နေလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ပို့မတင်မီဓာတ်ပုံတွေဗီဒီယိုစသားတွေမတင်မီဒီနားမှာရှိနေတဲ့ data တွေအားလုံးအချက်လက်တွေအသုံးပြုလို့ရတဲ့အားလုံးကျွန်တော်ကနေပြီးတော့ညဝေပြီးတော့မတည်တဲ့သူများအတွက်ရှင်းပြပေးပါမယ်။အောက်ဆုံးကကျွန်တော်တို့ get call ပေါ့နော်။ဒီက get call ကြတော့အောက်ဆုံးကဒီက call ကကြတော့ဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့က Facebook မှာ online shop လုပ်နေတဲ့သူတွေဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့က post တင်ဖို့အတွက်ဒီလိုမျိုးလေးပေါ့နော်။ post တင်ဖို့အတွက်ကိုသူကနေပြီးတော့ update မှာပါလာခြင်းဖြစ်တယ်ပေါ့နော်အောက်က UR adventure ဆိုတာကိုကိုတိုင်းလှုပ်ထားတဲ့ cartoon adventure လေးတွေကိုကျွန်တော်တို့ကအသုံးပြုလို့ရတယ်ပို့တင်လို့ရတယ်ပြီးလို့ရှိရင် profile မှာလုပ်လို့ရတယ် comment မှာအသုံးပြုလို့ရတဲ့အတွက်ကြောင့်ဒါကကြတော့ UR adventure နောက်တစ်ခုကကြတော့ကျွန်တော်တို့က get whatsapp message ပေါ့နော်ကျွန်တော်တို့ကဝက်အဆက်ကနေပြီးတော့ Facebook နဲ့ဓာတ်ရိုက်ချိတ်ထားပြီးသားကိုလူအများစုကသိမှာပါအဲ့တော့ဝက်အဆက်မှာကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းနံပါတ်တွေရိုက်ထည့်မယ်ကိုယ့်ဖုန်းနံပါတ်နဲ့ဒီ Facebook နဲ့ပေါ့နော်ကိုဖုန်းနံပါတ်နဲ့ဖြန့်ထားတဲ့ Facebook တွေဆိုလို့ရှိရင် WhatsApp နဲ့တခါလဲ Facebook account နဲ့တွဲရပြီးကျွန်တော်လုပ်ဖို့အတွက်ကိုဒီဟာလေးကိုကျွန်တော်အသုံးပြုရရနေဒီဟာကတော့ live update ပေါ့ live update ကကျတော့လူတော်တော်များမသိသေးဘူး TPL တူတွေလည်းရှိတယ်ဒါကတော့အဟောင်းလေးပါကျွန်တော်တို့ကျွန်တော်တို့ရဲ့ wedding နေပြီးတော့ကျွန်တော်တို့ရဲ့ကလေးမွေးနေ့တွေကျွန်တော်တို့အထိမ်းအမှတ်တွေပေါ့နော် anniversary တွေရှိရဆိုလို့ရှိရင်ဒီကောင်လေးကိုရွှေပြီးကျွန်တော်တို့ပို့တင်လို့ရတယ်ကိုတတားလေးမွေးထားတာ၅နှစ်ပြည့်ကိုကဘွဲရထားတာဘယ်နှစ်ပြည့်ပြီးလို့ရှိရင် wedding ပြီးထားတာဘယ်နှစ်ပြည့်အဲအဲ့လိုမျိုးလေးပေါ့နော်အိမ်တစ်အိမ်တစ်ဝယ်ထားတာဘယ်နှစ်ပြည့်အဲ့လိုမျိုးလေးကိုကျွန်တော်တို့က post တင်လို့ရတယ်အဲ့တော့ live update နဲ့ကျွန်တော်တို့တင်တယ်ဒီမှာကျတော့ gift ကိစ္စကကြတော့ဒီလိုမျိုးလေးပေါ့နော်စတေကာအရှင်လေးတွေနဲ့ကျွန်တော်တို့ကနေပြီးတော့ post တင်လို့ရတယ်ကိုယ့်ရဲ့ Facebook မှာပေါ့နော် post အဲ့လိုမျိုးလေးတွေတင်လို့ရတယ် comment မှာတင်ရောမကောက် Facebook မှာလည်းကျွန်တော်တင်လို့ရတယ်ဒါကတော့ကင်မရာကင်မရာကတော့ကျွန်တော်တို့ဒီမတည်သေးတဲ့သူများအတွက်ပြောပြပါမယ် Facebook ကကင်မရာနဲ့ကျွန်တော်အသုံးပြုပြီးတော့ကိုယ့်ရဲ့မျက်နှာကိုထပ်ပုံရိုက်ပြီးတော့ဓာတ်ရိုက် Facebook မှာ post တင်လို့ရတယ် video post တင်လို့ရတယ်ထပ်ပုံ post တင်လို့ရတယ်ဒါကကြတော့ကျွန်တော်တို့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် AD background color ဆိုတာကိုယ့်ရဲ့ Facebook မှာကျွန်တော်တို့စာသားတစ်ခုကိုကျွန်တော်တို့ ပို့တင်တော့မယ်ဆိုလို့ရှိရင် background color အမျိုးမျိုးကိုကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့နော်အဲ့ဒါလေးကဘက်ကောင်ကလာပြီလို့ရှိရင် live video ဆိုတာကျွန်တော်တို့က live လွှင့်မယ်ဆိုလို့ရှိရင်ဒီ posting နှိပ်ပြက်ဒီညာကနေပြီးတော့ live ကိုတိုက်ရိုက်လွှင့်လို့ရပါတယ် ချက်ရင်ဆိုတာကိုရောက်နေတဲ့တောင်ကြီးအင်းလေးကလော့အဲ့လိုနယ်မျိုးတွေရောက်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကရောက်နေတဲ့မျိုးတွေကိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ချက်ရင်တွင်းပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံပို့တွေဗီဒီယိုပို့တွေကိုတင်လို့ရတာဒါ feeling ဆိုတာကကျတော့ကျွန်တော်တို့ပေါ့နော် Facebook မှာပုံတင်ခံနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးလေးပျော်ရှင်နေရည်ဝမ်းနည်းနေရည်အယမ်းချစ်နေရည်ဒါတွေကအဲ့လိုပုံစံမျိုးလေးတွေနဲ့ကျွန်တော်ပို့တင်လို့ရရပေါ့နော်ဒါ feeling ပေါ့စိတ်ဓာတ်ကြီးရွေးတင်မှာလို့ရှိရင် test people ဆိုတာကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့မိသားစုဝင်တွေကိုတက်တွဲပြီးတော့ပို့တင်လို့ရရပေါ့နော်ဒီကပူးဆိုတာကကျွန်တော်တို့ပေါ့နော်မလိုအပ်လို့မပြော ပြတော့ဘူးအပေါ်ဆုံးက photo နဲ့ video လူတိုင်းနေ့စဉ်တင်နေတဲ့ဓာတ်ပုံတွေ video တွေတင်နေဖြစ်ပါတယ်အဲ့တော့လိုအပ်မဲ့သူတွေအတွက်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်